အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ28ရက်နေ့3လ2025ကနေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တက်ပြပေးသွားပါမယ်ပထမဆုံးကျွန်တော်တို့12နာရီ10မိနစ်အတွက်ပထမဆုံးထိပ်စီးလေးကိုကျွန်တော်တို့ကြေးကြမယ်ခင်ဗျာเนาะပထမဆုံးထိပ်စီးပိုင်းလေးကဒီဟာကျွန်တော်တို့3ညရဲ့4ရဲ့ဒီဟာ3ညရဲ့9ရဲ့เนาะဒီ4လုံးပေါင်းခြင်းပေါ့ 3-4-3-9-4လေးလုံးပေါင်းခြင်းက7ဖြစ်တယ်။တရဲ့ power က6เนาะတစ် power 6ဆိုတော့ဒီမှာပါထွက်သွားပြီလဲဆိုတော့6ထိပ်စီးထွက်သွားပြီခင်ဗျ။3-4-3-9-4လေးလုံးပေါင်းခြင်း7တရဲ့ power 6 6ထိပ်ထွက်လာပါတယ်။ဟုတ်ပြီเนาะနောက်တစ်ခုကျတော့ဆက်ကြည့်ပြပါ။အခုကျတော့ဒီက7ရဲ့9ရဲ့10ရဲ့ တရဲ့ဒီလေးလုံးပေါင်းခြင်း6 9 10 18 9ခုနှစ်နော်9ရဲ့ပါဝါကနှစ်ဒီမှာနှစ်ထိပ်စီထွက်သွားတယ်6ရဲ့7ရဲ့7ရဲ့9ရဲ့ပေါင်းခြင်းပေါ့နော်7နဲ့7နဲ့ပေါင်းတော့9ကိုနဲ့တင်တဲ့ပေါင်း10 18 9ရဲ့ပါဝါနှစ်နှစ်ထိပ်စီပါခင်ဗျာနော်ဒါမဲ့အဲ့ဒါကြောင့်28ရဲ့နေခြားတာပရိနေပေါ့နော်ခြားတာပရိနေ28ရဲ့နေမှာ ဖြစ်နိုင်ခြေရှိတဲ့ထိပ်စီးလေးရတော့ဒီလေးလုံးပေါင်းခြင်းပေါ့ခင်ဗျာနော်3ရယ်6ရယ်9ရယ်6ရယ်ဒီလေးလုံးပေါင်းခြင်းမှာတစ်ဆက်ဒီဟာ7ဆိုတော့22နှစ်2ရယ်ပါဝါက9ပဲခင်ဗျာနော်ထိပ်စီးရဘာဖြစ်သွားပြီလဲဆိုတော့ကျွန်တော်တို့ထိပ်စီးရ9ထိပ်စီးကျလုံးရသွားပြီဟုတ်ပြီနော်9ပိုင်းနဲ့ကျွန်တော်တို့ထိပ်စီးကျလုံးရသွားပြီအဲ့နော်ကျန်ကနန်းလေးလိုချင်နေတယ်လေတောင်းလို့ရပါတယ်ခင်ဗျာနော် တော့ Viber number မှာလက်တောင်းလို့ရပါတယ်ရှ6 6 9 4 3 6အဲ့ဒီမှာလက်တောင်းလို့ရပါတယ်ဒါက7:29ရက်နေ့7:10မိနစ်အတွက်ကျွန်တော်တို့ဘာရပါပြီလဲခုနှစ်ကြလုံးရသွားပြီခင်ဗျဟုတ်ပြီနော်ခုနှစ်ကြလုံးရသွားပြီအခုကျွန်တော်တို့အပိတ်ကနေလေးဆက်ကြည့်မယ်28ရက်နေ့7:29အတွက် နော်17နာရီ10မိနစ်အတွက်အပိတ်ကဏ္ဍလေးရာဖြစ်နိုင်ကြီးရှိတဲ့အပိတ်ကဏ္ဍလေးပေါ့ခင်ဗျာနော်ဘာပိတ်မလဲဆိုတော့ကျွန်တော်တို့ဒီဟာနေ့ရ3ရက်ရ3ရက်ရ9ရက်3ရက်4ရက်ဒီ1 2 3 4 5လုံးပေါင်းခြင်းနော်ね3934ပေါင်းခြင်းဒီအောင်သုံးလုံးပေါင်းခြင်းက10 14 16ပေါ့เนาะ16 6ရဲ့ပါဝါကလည်း1ပဲခင်ဗျဟုတ်ပြီเนาะ 6ပါဝါ1ဆိုတော့ဒီမှာလဲကျွန်တော်တို့1ပိတ်နဲ့61ဆိုပြီးတော့ထွက်သွားတယ်နေ3934ပေါင်းချင်းကဒီ3လုံးပေါင်းချင်းက10 14 16 6ရဲ့ပါဝါ1 1ပိတ်နဲ့61ထွက်သွားတယ်နော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်9နဲ့10နဲ့ပေါင်းမယ်10နဲ့10နဲ့ပေါင်းမယ်10နဲ့3နဲ့ပေါင်းတယ်9နဲ့ပေါင်းဒီ9လုံးပေါင်းချင်းဒီမှာဆိုရင်10 ဒီမှာ9နဲ့10နဲ့ပေါင်းတော့10 20 28ပေါ့နော်8ရဲ့ပါဝါကလည်း3ပဲခင်ဗျ3ဆိုတော့ဒီမှာကျွန်တော်တို့3အပိတ်နဲ့20နဲ့3ထွက်သွားတယ်ဟုတ်ပြီနော်3အပိတ်နဲ့ဒီ9လုံးပေါင်းခြင်းက20နဲ့နော် sorry ဒီ9လုံးပေါင်းခြင်းက10 20 28 8ရဲ့ပါဝါ3ဆိုတော့3ပိတ်20နဲ့3ထွက်သွားတယ်နော်အဲဒါကြောင့်မို့ကျွန်တော်တို့12နာရီ28ရက်နေ့17နာရီ17နာရီ10မိနစ်မှာ ဖြစ်နိုင်ကြီးရှိတယ်အပိတ်ကဏ္ဍလေးရတော့ဒီရခွန်6 6ဟုတ်ပြီเนาะ1 2 3 4 5လုံးပေါင်းခြင်း9နဲ့9ပေါင်း74 6နဲ့ပေါင်းတော့20 28 34လေးရဲ့ပါဝါက6ပါခင်ဗျာเนาะလေးပါဝါ6ဖြစ်တော့ဒီမှာကျော်တော့ဟာထိုက်သွားပြီလဲဆိုတော့6အပိတ်နဲ့89ဟုတ်ပြီเนาะဒါကတော့ 17နာရီ10မိနစ်အတွက်ထွက်ခဲ့တဲ့ဒဲကနန်တစ်ခွက်ပေါ့ခင်ဗျာเนาะ89ထွက်လာပါတယ်ဒီမှာမှကျွန်တော်တို့အရန်ခွက်လေးရေးမယ်ဆိုရင်နှစ်ပါဝါ9နှစ်ရက်နှက်ခတ်က3ညလေးပါဝါကို4ရက်နှက်ခတ်က2ဟုတ်ပြီเนาะအဲ့ဒါလေးလေးကိုထိုးလို့ရပါတယ်အပူထိုးခြင်းလည်းဆိုရင်ဒီမှာနှစ်လေးနှစ်နှစ်ပါပေါ့เนาะဒါအပူဆိုရင်နှစ်နှစ်လာမယ်ဟုတ်ပြီเนาะဒါကအပူဆိုအပူသမားဆိုရင်နှစ်နှစ်လာမယ် နော်ဒါက72နာရီ10မိနစ်အတွက်89တကွက်အပူထိုးစင်တဲ့သူဒီမှာနှစ်တရားနှစ်နဲ့တရားနှစ်နဲ့တွဲထိုးလို့ရတယ်အပူထိုးလို့ရပါတယ်ခင်ဗျာနော်နှစ်နှစ်ထိုးလို့ရပါတယ်ဒါက72နာရီ10မိနစ်အတွက်89တကွက်ရတာပါတယ်အခုညနေနော်28နာရီညနေ4နာရီခွဲအတွက်ကိုကျွန်တော်ဆက်ပြီးတွဲပြပေးပါမယ်ခင်ဗျာနော်4နာရီခွဲအတွက်ပေါ့4နိုင်ခွဲတဲ့ပထမဆုံးကျွန်တော်တို့ထိပ်စီးကိုကြည့်မယ်ဆိုရင် ထိပ်စီးရဒီမှာ6 6ထိပ်စီးဆိုတော့ ကျွန်တော်တို့ဒီလေးလုံးပေါင်းခြင်းเนาะဘယ်လေးလုံးပေါင်းခြင်းလဲဆိုတော့ဒီကကျွန်တော်ဒီမှာလေးလုံးပေါင်းခြင်းဟုတ်ပြီเนาะဒီလေးလုံးပေါင်းခြင်းနှင်း3ည9ည3ပေါင်းခြင်းเนาะဒီ3ည9ည3နှင်းဒီလေးလုံးပေါင်းခြင်းဒီလေးလုံးပေါင်းခြင်းကနှင်း3ည9ည3လေးလုံးပေါင်းခြင်းက9 9ရဲ့နှက်ခတ်က6ဟုတ်ပြီเนาะ နေ3ည9 3ည4လုံးပေါင်းချင်းက6 6ရဲ့နှက်ခတ်က6 6ထိပ်စီတမထွက်သွားတယ်။ဟုတ်ပြီနော်6ထိပ်စီတွေထွက်သွားပါတယ်။နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။အဲ့ဒီ4လုံးပဲခုနလိုမျိုးပဲ။ဒီ6 8 1နော်ဒီ4လုံးပေါင်းချင်းဟုတ်ပြီနော်6 8 1 1 4လုံးပေါင်းချင်းဟုတ်နော်4လုံးပေါင်းချင်းမှာဒီဟာ6 8 1 ါ sorry ခင်ဗျာเนาะအော်ဒီမှာလေးလုံးပေါင်းချင်းကဟုတ်တာပေါ့နှစ်ရယ်သုံးညရယ်ခုနှစ်ရယ်သုံးညရယ်ဟုတ်ပြီเนาะဒီလေးလုံးပေါင်းချင်းကကျွန်တော်16 900ပါတယ်9ရက်နှစ်ခတ်က6 6ထိပ်စီဟုတ်ပါတယ်ခင်ဗျဟုတ်ပြီနောက်တစ်ခုက ်အော်နောက်တစ်ခုကတော့ဒီမှာ9ရယ်8ရယ်10ရယ်9ရယ်ဟုတ်ပြီနော်8နဲ့10နဲ့ပေါင်းတော့9 10 16ပေါ့ခင်ဗျာနော်9ရယ်နှက်ခတ်က6ဒီမှာလည်းကျွန်တော်ဘာဖြစ်သွားလဲ6ထိပ်စီရသွားပြီဟုတ်ပြီနော်9ရယ်နှက်ခတ်က6မှ6ထိပ်စီဟုတ်ပြီနော်9 8 1 1ပေါင်းခြင်း10 19 9ရဲ့နှက်ခတ်က6 6ထိပ်စီပဲခင်ဗျနော် နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်လာမယ်၄နိုင်ခွဲ28နှစ်၄နိုင်ခွဲမှာဒီလေးလုံးပေါင်းခြင်းခွန်ခွန်63ပေါင်းခြင်းပေါ့ခင်ဗျာเนาะခွန်ခွန်63ပေါင်းခြင်းက9024 2023 3ရက်နှက်ခတ်ကတော့9ပဲခင်ဗျာเนาะ3ရက်နှက်ခတ်က9ပြတဲ့အတွက်ကျွန်တော်တို့က9ထိပ်စီလေးရသွားယူပေါ့ခင်ဗျာเนาะ9ထိပ်စီလေးကျွန်တော်တို့တလုံးရသွားပြီအပိတ်ကိုကျွန်တော်တို့ဆက်ကြည့်မယ်ခင်ဗျာเนาะ၄နိုင်ခွဲအတွက်က9ထိပ်စီလေးကျွန်တော်တို့ရသွားပြီ အပိတ်ကိုဆက်ကြည့်မယ်ဆိုရင်အပိတ်က3ည34ပေါင်းချင်းဟုတ်ပြီเนาะဒီက3ညရဲ့3ရဲ့ဒီက4ရဲ့เนาะ3ည34ဟုတ်ပြီเนาะ3ည34ပေါင်းချင်းက9 9ရဲ့ပါဝါက2ဒီမှာနှစ်အပိတ်ထွက်သွားပြီခင်ဗျ62ဟုတ်ပြီเนาะ3ည34ပေါင်းချင်းက9 9ရဲ့ပါဝါ2နှစ်အပိတ်ထွက်လာတယ်ဟုတ်ပြီเนาะ62ဆိုပြီးနှစ်ပိတ်ထွက်သွားတယ်ဒီမှာ share ခွန်38ပေါင်ရင်38 8ရရဲ့ပါဝါကလည်း3ပဲခင်ဗျဒီမှာ3အပိတ်နဲ့63ထွက်တာတယ်နောက်ပြီးတော့အဲ့ဒီတိုင်းတာကျွန်တော်ဆက်လာမယ်ဆိုရင်တော့နော်ဒီဟာ9ရဲ့8ရဲ့6ရဲ့ပေါင်ချင်းက55 6နဲ့ပေါင်းတော့20နဲ့1 1ရဲ့ပါဝါက6ဆိုတော့ဘာထွက်သွားပြီလဲ6အပိတ်နဲ့ပေါ့နော်6အပိတ်နဲ့ဆိုရင်56ဟုတ်ပြီနော်56ထွက်သွားပါတယ် နော်56ထပ်ထားပါလေအဲ့ဒီမှာမှဆက်တွဲမယ်ဆိုရင်3ရက်နှစ်ခတ်က9 3ပါဝါက8 10ရက်ပါဝါ6 10ရက်နှစ်ခတ်က8ဟောပြီနော်အဲ့ဒီမှာမှအပူထိုးခြင်းတဲ့လူ3336358956ပြီးရင်8 10 86 88ဒါက88ဟုတ်ပြီเนาะဒါကအပူထိုးခြင်းတဲ့လူဟုတ်ပြီเนาะအပူကနင်းနင်းနဲ့88ရှိပါတယ်မိမိခြိုင်နေတဲ့ရထိုးလို့ရပါတယ်ခင်ဗျ เนาะပြီးရင်ငါးကိုထိုးလို့ရတယ်ဒီဟာထိတ်နဲ့ဒီဟာပိတ်ငါးကိုထိုးလို့ရတယ်ခွန်6ထိုးလို့ရတယ်ဟုတ်ပြီเนาะဒီလိုတွဲလို့ရတယ်ဒီလိုတွဲလို့ရတယ်ခင်ဗျเนาะငါးကိုရဲ့ခွန်6ထိုးလို့ရတယ်6ခွန်เนาะ6ကိုထိုးလို့ရတယ်အဲ့လိုတွေတွဲပြီးထိုးလို့ရတယ်ခင်ဗျเนาะဒီဒါတော့ main ပေါ့89နဲ့56တော့ main အဘူကတော့2နဲ့88အားလုံးပဲ29ရက်နေ့မှာအားလုံးပဲကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ